ခီးသွားတဲ့အခါတိုင်းလေးစိမ့်ပါကော့စမက်တစ်တွေကြောင့်ဆိတ်ညစ်နေရလားလေးစိမ့်ပါခီးသွားတဲ့အခါအလှကုန်ပစ္စည်းတွေပါလာလို့လက်ကိတ်ထဲကထုတ်ပြီးထားခဲ့ရတာမျိုးကြုံဘူးလားဒီဗီဒီယိုမှာပြောပြပေးမယ့်အချက်လေးတွေကိုတည်ထားရုံနဲ့ခီးစဉ်တစ်လျှောက်လုံးအစဉ်ပြည့်ပြည့်သင်ဆောင်သွားနိုင်ပါဖြစ်ပါတယ်ကြီးစုသူမိတ်ဆွေများအတွက်ဘူတုဒဖြစ်ပွဲစိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brickhead Channel လေးကို Like and Subscribe လုပ်ပေးသွားပါအောင်နော် ခီးမသွားခင် hand carry လက်ဆွဲအိတ်သေးကိုအလှကုန်တဲ့တကိုယ်ရည်သုံးပစ္စည်းတွေထည့်ပဲဆိုရင်အလှကုန်သော cosmetic ပစ္စည်းများဟာအရေးဂျဲခရင်နဲ့ spray မျိုးစားတွေဖြစ်တဲ့အတွက်တတ်မှတ်ထားတဲ့တည်ယူခွင့်ပြုထားတဲ့ပမာဏလေးတွေကိုသိရှိဖို့လိုအပ်ပါတယ်တကယ်လို့လေရင်ပေါ်ကိုတည်သွားမဲ့ hand carry တွေကိုထည့်သွားမဲ့ဆိုရင်အလှကုန်ပစ္စည်းတစ်ဘူးချင်းစီရဲ့ပမာဏဟာ100 ml သို့မဟုတ်100 gram ထက်ပိုများပါဘူးသတိထားပါက ပလင်းဒါမှမဟုတ်ဘူးတဲ့မှာပမာဏနည်းနည်းလေးပဲပါနေရင်တော့ထည့်ထားတဲ့ဘူးရဲ့ပမာဏဟာ100မီလီလီတာထက်များနေရင်ခွင့်မပြုပါဘူး100မီလီလီတာထက်မပိုတဲ့ပစ္စည်းတွေကိုကြည်လင်ပြီးပြန်ပိတ်လို့ရတဲ့ plastic အိတ်ဇစ်အိတ်နဲ့တိတ်အိတ်သုထည့်ရပါမယ်အဲ့ဒီအိတ်ရဲ့စုစုပေါင်းပမာဏဟာ1လီတာထက်ပိုမများပါဘူးခီးတဲ့တူကို plastic အိတ်အိတ်ပဲခွင့်ပြုပါတယ် immigration ဖြတ်ပြီးလေးသိမ့်လုံလုံရေးစစ်စေးရေးဂိတ်ကိုရောက်တဲ့အခါအဲဒီ plastic အိတ်ကိုလက်ဆွဲအိတ်ထဲကနေတီးတန်းထုတ်ပြီးစစ်စေးခံရမှာဖြစ်ပါတယ်။ဒါမှလည်းလုံလုံရေးစစ်စေးမှုတွေပြန်ဆန်ပြီးအချိန်ကုန်တတ်တာမှာပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ဘူးပမာဏလည်းများမယ်။ short လည်းယူသွားလို့မရဘူးဆိုရင်တော့လက်ဆွဲ hand carry ထဲမှာမထည့်ပဲ check in bucket ထဲမှာထည့်သွင်းတည်ဆောင်နိုင်ပါတယ်။အဲဒီအိတ်ကိုတော့ ချက်ကင်ကောင်တာမှာချက်ကင်ဝင်ကလေးကတစ်ခါတည်းအခက်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ခီးတဲ့တူရဲ့အလိုက်အိထဲမှာပါလာတဲ့အလှကုန်စုစုပေါင်းပမာဏဟာ1လီတာသုံးမဟုတ်1ကီလိုဂရမ်ထက်မပိုရင်တော့ပိုကောင်းပါတယ်။နောက်ထပ်နီလန်တစ်ခုကတော့လေးစိတ်ထဲက duty free ဆိုင်တွေပါအလှကုန်ပစ္စည်းတွေကိုဝယ်ယူသွားမယ်ဆိုရင်တော့ security တံပါး evidence ဘတ်ထဲမှာမဖွင့်မဲထားပြီးစေဆောင်နိုင်ပါတယ်။ ဒါပေမဲ့စီးနေမဲ့လေရင်ဟာဓာတ်ရိုက်မဟုတ်ပဲနောက်ထပ်လေဆေးတစ်ခုပါ transit စီးနေရမယ်ဆိုရင်တော့သက်ဆိုင်ရာလေကြောင်းလိုင်းနဲ့လေဆေးရဲ့စီးမြင့်တွေကိုကြိုတင်မေးမြန်းစုံစမ်းထားတာအကောင်းဆုံးပါပဲဒီအချက်လေးတွေကိုတည်ထားလိုက်ရုံနဲ့ကိုယ့်ရဲ့အလှကုန်ပစ္စည်းတွေကို စိတ်ပူစရာမလိုပဲအေးစေးလွယ်ကူစွာတည်ဆောင်သွားနိုင်ပါပဲဖြစ်ပါတယ်။ဒါမှလည်းခီးစဉ်လျှောက်လုံးအလှပအတွက်စိတ်ပူစရာမလိုပဲအလှပဆုံးပြင်ဆင်ပြီး ခီးသွားနိုင်မှာပဲဖြစ်ပါတယ်။